နေ့မှာတော့မလက်စာပဲစားစားနေ့လယ်စာပဲစားစားစားလို့ရန်ကောင်းတဲ့အန်ကြီးတုပ်လုပ်လေးလေးကိုညဝေပေးသွားပါမယ်ခင်ဗျာပထမဆုံးစက်တုံနေစီချက်ရင်စားချက်ပါမယ်စက်သားနှစ်ချက်ပါတော့မယ်ခင်ဗျာ ချက်သားကိုစိမ့်သုံးလိုက်ရတယ်လို့ကျွန်တော်ကတော့ခဲနေလို့ရင်ပြုတ်ထားလိုက်ပါတယ်။ချက်ပြုတ်ရည်လေးပါနည်းနည်းထည့်ထားပါတယ်။ဒီနေထားလို့ဆိုရင်တော့ချက်သားနဲ့ရသွားပြီပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းအလုံးစုံသွားပြီဖြစ်တဲ့အတွက်လမ်းကြီးတုတ်ဆတ်တုတ်ပါတော့မယ်။ ကြီးသည်နှစ်မရှိရင်လည်းမကြီးသည်မဲ့ကိုရင်နွေးလေးနဲ့ဖြောပြီးတော့သုံးပြီးလို့ရပါလေ။ဥစုံရင်တော့အိမ်မှာပဲလွယ်လွယ်ကူကူတုပ်စားနိုင်တဲ့နန်းကြီးတုပ်ကပွဲရသွားပြီပဲဖြစ်ပါလေခင်ဗျာ။